ားလုံးမင်္ဂလာပါ Four Principle နဲ့ကြိုဆိုပါရစေကျွန်တော်တို့ဒီလက်ဖက်ရုံးနေရမှာဆိုရင်ကျွန်တော်တို့ဒီပြင်းပြနာဆုံးပုံစံနေဖြစ်တဲ့ကျွန်တော်တို့ဒီဘာလို့သွားရှိတယ်ကစားမယ်သွားရှိဖြစ်တော့ကကျွန်တော်တို့ဒီအခြေကြီးပုံစံတွေများတယ်များတယ်ရှိတယ်ဒီနေရာမှာဆိုအဓိကပဲကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီချင်းမင်းဝင်ကတ အစမတင်ပုံစံတော့ကျွန်တော်မဒီညမှာဆိုရင်ကျွန်တော်ဒီပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်တကယ်ပဲဆိုရင်ကျွန်တော်ဒီအကြည့်နဲ့ကျွန်တော်ဒီရှိမယ်မနေ့ကညမှာဆိုရင်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်အချိန်နဲ့မှာကြံမယ်ကျွန်တော်တို့ဒီအကိုကမှာကြံမယ်ဒီညမှာပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်အများကြီးအများကြီးသူတွေရှိရဲဆိုမယ်တကယ်ပဲဆိုရင်ကျွန်တော်ကြည့်မှာပွဲစဉ်တွေမျိုးတွေရှိရဲဒီညမှာဆိုရင်ကျွန်တော်တို့ဒီမန်စီးတီးကျွန်တော်တို့ဒီအချဲစီနော်တန်ဖောရက်ကျွန်တော်တို့စတွန်ဘီလာနျူကာဆယ်ဒီဘောစနေကိုကြည့်မယ်ဆိုရင်တကယ်ပြောမယ်ဆိုရင်အာကြည့်ကောင်းမယ်ဒီနေရာမှာတခြားဘောစနေကိုကြည့်မယ်ဆိုရင်တော့တရားသူတွေ တော်မျိုးဆိုမကောင်းတော့ဒီနေရာမှာဆိုရင်ပြောမှဆိုရင်အဓိကကျွန်တော်တို့ဒီကြီးကောင်မကကျွန်တော်ပြောခဲ့တဲ့အသင်းဖြစ်တဲ့ကျွန်တော်တို့မန်စီးတီးကျွန်တော်တို့ဒီချက်စီနျူကာဆယ်နော်ဒန်ဖောရက်ကျွန်တော်တို့ဒီအက်စတန်ဗီလာအာဒီဘွဲတကယ်တူနဲ့ကြီးကောင်မဒီနေရာမှာဒီဘွဲကြောင့်လည်းပြောကြည့်အောင်ဒီဆိုကြောင့်ပြောမှဆိုကျွန်တော်ဒီမဆူဆပ်ပြောကြည့်အောင်မန်စီးတီးဘွဲအောင်ဆိုကျွန်တော်ဒီကိုကောင်မကဲမယ်အာဖိုအဲကောင်မကဲရမယ်ဒါအချိန်မှာဆိုရင်ဒီဘွဲစင်ကမန်စီးအတွက်လုံးဝကျွန်တော်တို့ဒီအရေးကြီးတဲ့ကျွန်တော်တို့ဒီဘွဲစင်ဖြစ်တဲ့ဒီနေရာမှာဆိုမန်စီးတီးကိုကြည့်မှဆိုရင်ဒီဘွဲစင်ကကျွန်တော်တို့ကကျွန်တော်တို့ဒီရှုံးလို့မရအောင်တည်ကြလို့ရတယ် အဲ့ချိန်မှာဆိုရင် go different ရာကြည့်မယ်ဆိုရင်ပြက်နေရတွေ့ရတယ်။ဒီနေရာမှာဆိုရင်ဒီပွဲစဉ်မှာဆိုရင် Man City ကကျွန်တော်တို့ဒီအာစီရင်ကြလို့ရတယ်။အာရှုံးလို့မရဘူး။ဒီနေရာမှာဆိုရင် Man City နဲ့ကြည့်မယ်ဆိုဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒီချစ်စမဆိုင်ရာကြည့်မယ်ဆိုရင်အာတခြား key ဆိုင်မယ်။ပမာဆိုရင်ဒီပွဲစဉ်ကကျွန်တော်ဒီ brand ကျွန်တော်တို့ဒီ premium အစမိုးတင်နေဖြစ်တယ်။ဒီနေရာမှာဆိုရင်ကျွန်တော်ဒီပွဲစဉ်မှာဆိုရင် Man City ကပမာဆိုရင်ရက်ကောင်ကြီးကျွန်တော်တို့လားအချက်ဆောင်ကြပဲ။ဒီဘက်ကကျွန်တော်တို့ဒီ full hand ကိုကြည့်မယ်ဆိုရင် full hand ကျွန်တော်တို့ဒီ ရလပိုင်းရကြည့်မယ်ဆိုတော့တာဟာကြီးကောင်းမလို့ပြောရအောင်ဒီနေရာမှာအဆုံးငါးဘွဲ့မှာဆိုရင်တို့ကကျွန်တော်တို့ဒီအသုံးဘွဲ့ရှုံနဲ့နှစ်ဘွဲ့နဲ့ထားတွေ့ရတယ်ဒီနေရာမှာဆိုရင် full hand ကျွန်တော်တို့ဒီကစားပုံကကြည့်မယ်ဆိုရင်ရလပိုင်းရကြည့်မယ်ဆိုရင်တာဟာကြီးကောင်းမလို့ဒီနေရာမှာဆိုရင်တို့ရဲ့ကျွန်တော်အင်ဂွင်ကစားပုံကကြည့်မယ်ဆိုရင်နောက်ဆုံးကစားတဲ့အင်ဂွင်နှစ်ဘွဲ့မှာဆိုရင်ရှုံထားတယ်ဒီနေရာမှာဆိုရင် everton ကိုရှုံတယ်ပြီးတော့ကျွန်တော်တို့ဒီ chelsea နဲ့ရှုံတယ်တော့ဆိုရင် full hand ကျွန်တော်တို့ဒီကစားပုံရလေထားကြည့်မယ်ဆိုရင်တာဟာကြီးကောင်းမလို့ဒီနေရာမှာဆိုရင် man city ကိုကျွန်တော်တို့ဒီအခင်ရမယ် ဲ့တော့ကျွန်တော်တို့ဒီမှာ serial ကျွန်တော်တို့ဒီဘောမောနဲ့ပွဲရှင်းစားမယ်ကြည့်မယ်ဆိုရင်ကောင်းတယ်ဗျာဒီနေရာမှာဆိုဒီဘောမောဆိုအဲကစားပုံစံနဲ့ဆက်ပြီးထင်းနေမလားအဆောင်ကြည့်ရမယ်တော့ဆိုမန် city ရဲ့အနေထားကကျွန်တော်တအားကြီးကျွန်တော်တို့ဒီအာယုံလို့မရသေးဘူးဒီနေရာမှာဆိုဒီပွဲစဉ်မှာဆိုမန် city ကကျွန်တော်တို့ဒီအနေဆုံးသူနဲ့တရားသူနဲ့ယူတင်တယ်တော့ဆိုရင်တရားအနေယူသူနဲ့လို့တယ်ဒီနေရာမှာဆိုမန် city ဆိုဒီပွဲစဉ်တော့ကျွန်တော်တို့ဒီရှုံးလို့မရအောင်တော့ဆိုရင်တရားအနေ ကျွတ်လို့ရတယ်။နေရာမှာဆိုမှစီးနေပြမဆိုရင်ကျွန်တော်တို့တော့တဲ့ကျွန်တော်ပြမဆိုရင်ရလပိုင်းပြန်ပြောင်းလားအာချက်ဆောင်ကြမယ်။ကျွန်တော်အမြင်ပြမဆိုရင်ဒီပွဲစတင်ကကျွန်တော်ဒီမက်စတီကကျွန်တော်ဒီအာအနေဆုံးတည်ယူမယ်။ပြီးအနာယူမယ်။ဒီလိုကျွန်တော်ဒီမိမိနဲ့ဒီနေရာမှာဆိုရကဲကျွန်တော်တို့ဒီရလပိုင်းကပြမဆိုရင်နောက်ဆုံးဖြစ်လာမလား။အာချက်ဆောင်ကြမယ်။ဒီနေရာမှာဆိုရင်ကျွန်တော်ဒီပွဲကကျွန်တော်ကိုယ်မှာကဲမယ်။နောက်တစ်ပွဲကပြမဆိုရင်ကျွန်တော်ဒီနေ့နဲ့ကျွန်တော်ဒီအစတန်ဘလပွဲစဉ်ဒီပွဲကိုယ်မှာကဲမယ်။ဒီနေရာမှာဆိုရင်ဒီပွဲကိုကြည့်မယ်ဆိုရင်အစတန်ဘလတော့လုံးဝကျွန်တော်အရေးကြီးတဲ့ပြောစဉ်ဖြစ်တယ်။ဒီနေရာမှာဆိုရင်လက်ကိုကြည့်မယ်ဆိုသူတို့အသင်းရဲ့အနေထားက အဲ့အချိန်မှာဆိုရင်ဘာမှကျွန်တော်တို့ဒီအာညှလင်းချက်ရောအာအိမ်မက်ရောမရှိရောဒီနေရာမှာသူတို့ကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်တို့ဒီအတင်းကအချိန်နှက်ဖြစ်ကြည့်မယ်ဆိုရင်လုံးဝကျွန်တော်တို့ဒီပျက်စီးသွားပြီပြောမယ်ဆိုရင်တစ်ခါကျွန်တော်တို့ဒီချမင်းမွန်ကွဲ့ရတော့ဒီနေရာမှာပရီးမီးယားလိကိုကြည့်မယ်ဆိုရင်အဆင့်က16အဲ့ဒီချိန်မှာဆိုရင်ဒီပွဲစဉ်မှာဆိုရင်လည်းကပြောဆိုရင်အာယွန်ဆိုက်ကိုစားမလားတခြားစောင့်တည်ရမယ်ဒီနေရာမှာဆိုသူတို့အတင်းလူစင်းကိုကြည့်မယ်ဆိုရင်အာ first senior ကတော့တော့မလားအချက်စောင့်ကြည့်ရမယ်အဲ့ဒီချိန်မှာဆိုရင်သူတို့ကကျွန်တော် premier league မှာသူတို့ရဲ့ assist စက္ကွန်များကိုအရေးပေါ်သူတို့ရဲ့ အရေးကြီးရဲ့နေရာမှာပြောမှဆိုဒီပွဲစင်မှာဆိုရင်အာယုံဆိုင်ကစားမလားအာချက်ဆောင်ကြီးပဲဒီနေရာမှာဆိုရင်တပတ်ကကျွန်တော်ဒီအစတိုဘီလာကိုကြည့်မယ်ဆိုတော့ဒီပွဲစင်ကအစတိုဘီလာကကျွန်တော်ဒီလုံးဝကျွန်တော်ဒီရှုံးလို့မရဘူးဒီနေရာမှာဆိုရင်အစတိုဘီလာကိုကြည့်မယ်ဆိုရင်ဒီပွဲစင်ကနိုင်ဖို့လိုအပ်တယ်ဒီနေရာမှာဆိုရင်သူ့အထက်ကချက်ကကျွန်တော်ချက်စီကကျွန်တော်ဒီနော်ဖုန်းနဲ့တွေ့နေနေရာမှာဆိုရင်အဲ့အောင်တင်ခွေးတွေယူဖို့တွေလိုတယ်တဲ့ချက်မှာဆိုရင်အစတိုဘီလာကကျွန်တော်သူတို့အတင်းကျွန်တော်အနေထက်က ဲ့လိုပါနေကိုကြည့်မစွန်ပြန်ကောင်းနေရတွေ့ရတယ်ဒီနေရာမှာဆိုရင်သူကကျွန်တော်ဒီမန်စီတို့သူနဲ့ရှုံးနေခစ်စတပ်လို့သူနဲ့ရှုံးနေအဲ့နောက်မှာဆိုရင်သူမိုးဆက်နေထားတွေ့ရတယ်နေရာမှာသူတို့သိရင်ကျွန်တော်ဒီအနေထားကြည့်မစွန်ပြန်ကောင်းနေတယ်ဒီနေ့တက်ကိုကြည့်မစွန်သူတို့ပရီးမီးယားလိမှာဆိုရင်နိုင်ငံပြောက်လာကြလာပြီနိုင်ငံပြောက်လာဆိုပြီးပရီးမီးယားလိမှာသူနဲ့ချိုးပတ်ဆက်တဲ့နိုင်ငံသူနဲ့ပြောက်ထားတွေ့ရတယ်ဒီနေရာမှာဆိုရင်ဒီပွဲစဉ်မှာဆိုရင်နိုင်ငံကျွန်တော်ပြန်ယူလာအားချက်ဆောင်ကြမယ်ဒီပွဲစဉ်ကကျွန်တော်ကြည့်မစွန်အက်စတိုမီလာကကျွန်တော်ဒီပို့တာလဲဆိုရင်မလဲဥစ္စာမှုတွေကိုကျွန်တော်မေ့ထားလို့မရဘူး ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီရှေ့တုဆောင်မှုကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Aston Villa ကဘလောက်ပဲကောင်းအောင်ကျွန်တော်တကောမနိုင်ဘူးကြဒီနေရာမှာဆိုတော့ကျွန်တော်တို့နောက်ဆုံးအချိန်တိုင်းတော့ကျွန်တော်တို့ဒီ November 10 2010နဲ့ Edward နိုင်ထားတွေ့ရတယ်အဲ့နောက်မှာဆိုရင်ကျွန်တော်ဒီနေ့ကိုပြောဆိုသူကလုံးဝကျွန်တော်ဒီမနိုင်တော့ဒီနေရာမှာဆိုဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တကောပြောဆိုရင်အနိုင်တိုင်းပဲလားအဆောင်ကြည့်မယ်ပမတ်ဆိုရင်ရေးကြည့်ပွဲစဉ်မှာဆိုရင်အနိုင်တိုင်းပဲလားအဆောင်ကြည့်မယ်ဒီပွဲစဉ်ကိုကျွန်တော်အမြင်ပမတ်ဆို Aston Villa ကကျွန်တော်တို့ဒီအဲ့မို့ကျွန်တော်တို့ဒီရှိလောက်တယ်နေရာမှာဆိုဘလို့ဖြစ်လာမလဲအချက်ဆောင်ကြည့်အောင်မယ်နေရာမှာဆိုရင်ဒီပွဲစဉ်က Aston Villa အနိုင်ဒီလိမ့်မို့ကျွန်တော်တို့ ော်လဲမိတယ်ခမန်းမိတယ်ဒီနေရာမှာဆိုရကြတယ်ဖြစ်လာမလားအာစောင့်ကြည့်ရမယ်နောက်တော့ဘွေကအမဲဆိုကျွန်တော်တို့ဒီ Newcastle နဲ့ကျွန်တော်တို့ဒီအာ Everton ရဲ့ဘွေစဉ်ဒီဘွေကကျွန်တော်တို့ဒီ Newcastle အကွက်မှာကြံမယ်ဒဲအချိန်မှာဆို Newcastle ကိုကြည့်မယ်ဆိုရင်ဒီဘွေစဉ်ကပြမဆိုရင်ကျွန်တော်တို့ဒီလုံးဝကျွန်တော်တို့ရှုံလို့ကျွန်တော်တို့ဒီမရဘူးဒီနေရာမှာဆို Newcastle ကိုကြည့်မယ်ဆိုရင်ဒီဘွေစဉ်ကနိုင်ဖို့အတွက်တော့တခြားလို့တယ်ဒီနေရာမှာဆိုရင်ထက်တဲ့စုံမှုတွေကိုကြည့်မယ်ဆိုရင် Newcastle ကကျွန်တော်တို့ဒီ Everton ကိုကျွန်တော်တို့ဒီနောက်ဆုံးတစ်စုံကိုတုံးချင်မှာဆိုရင်လုံးဝကျွန်တော်တို့ဒီမနိုင်ထားဘူးဒီနေရာမှာဆိုရင်ကျွန်တော်တို့ပထမကြောက်မှာဆိုရင်တည်ကြတယ် ပြည့်ရရာဒီမှာဆိုရင်အပတိုင်းအကောင့်တွေနဲ့ရှုံတယ်သူတို့အင်ကွန်တွေကြတယ်ဒေတာထားတွေ့ရတယ်ဒီရမှာဆိုရင်နောက်ဆုံးဆုံးမလို့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Newcastle ကတော်တင်တုံးချင်တုံး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 ချင်ကိုကြည့်မယ်ဆိုရင် Newcastle ကအပတိုင်းကိုလုံးဝကျွန်တော်ဒီမနောက်ဒီဘွဲစင်မှာဆိုရင် Newcastle အပတိုင်းကိုနိုင်ဖို့လိုရလိုအပ်တယ်ဒီရမှာဆိုရင်ကျွန်တော် Newcastle ရှိကျွန်တော်တို့နေထိုင်ရကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်ပြည့်ရကျွန်တော်အတ္တမှာဆိုရင်ဟိုဟာကိုရှုံးခဲ့တယ်ကျွန်တော် Arsenal တွေနဲ့ရှုံးခဲ့တယ်ကျွန်တော်ဆိုရင် Newcastle ရဲ့အနေထားကဒီဘွဲစင်ကလုံးဝကျွန်တော်ဒီနိုင်ဖို့လိုအပ်တယ်ဒီနေရာမှာဆိုရင်အပါတိုင်ကိုချစ်မယ်ဆိုရင်အပါတိုင်ရဲ့အနေအထားကမဆိုးဘူးလို့ပြောလို့ရတယ် ကြောင့်ဆိုအပါတိုင်းကစားပုံကအကြည့်မဲ့ဆိုရင်သူတွေကမာတယ်ဒီနေရာမှာဆိုနျူကာဆိုတော့ခုပြမှာတစ်ခါပြမှာသူတွေကအသေးချာသူတွေကဖြစ်တယ်ဒီအချိန်မှာဆိုရင်ကျွန်တော်တို့အပါတိုင်းကကျွန်တော်တို့ဆုံးကစားတဲ့နှစ်ပွဲမှာဆိုရင်ကျွန်တော်တို့ဒီဆော့ဆန်လုံးနိုင်တယ်ပြီးတော့ကျွန်တော်တို့ဒီကိုယ်ကတော့နားထားပြရတယ်နေရာမှာဆိုရင် HQT တည်ကြတဲ့အာချက်သွတ်တို့ရှုံးတယ်မဆုတို့ရှုံးတယ်ဒါမှမဟုတ်လည်းရှိရနေရာမှာဆိုရင်တော့ဒီပွဲစဉ်မှာဆိုရင် Newcastle ကလုံးဝကျွန်တော်တို့ဒီအမှားခံလို့မရဘူး ဒီဘောစင်မှာဆိုဆောင်းကြည့်မှာတစ်ခါကျွန်တော်တို့ဒီ lesson အိုက်ဆက်ပြန်ပါမလားအာဆောင်းကြည့်မယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ Newcastle ကျွန်တော်တို့ဒီအင်ဂွန်ကစားအာအင်ဂွန်ပိတ်သက်အာဒါပြင်ကမ္ဘာအင်အာဒီနေရာမှာဆိုရင် Newcastle ကိုကြည့်မယ်ဆိုရင်ဒီဘောစင်မှာဆိုရင်နိုင်မလို့ကျွန်တော်လည်းမျှော်လင့်မိတယ်ဒီနေရာမှာဆိုရင်ပြမယ်ဆိုရင်ကျွန်တော်တို့တကယ်နိုင်မလားအာဆက်ဆောင်းကြည့်မယ်ဒါမှဆိုရင်ဒီဘောစင်မှာဆိုရင်တည်တဲ့ကြောင်းကျနိုင်တယ်ဒီနေရာမှာဆိုရင် Newcastle ကတည်ရနိုင်ဒီလိုမျိုးဒီလိုမျိုးကျွန်တော်တို့အာမျှော်လင့်မိတယ်ဒီနေရာမှာဆိုဘယ်လိုဖြစ်လာမလဲအာချက်ဆောင်းကြည့်အောင်မယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဘောစင်ပြီးပြီဆိုရင် ီပွဲဒီဒီကုလညရောဆိုအကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်တို့ဒီ Chelsea နဲ့ကျွန်တော်တို့ဒီအာ Huawei ပွဲစဉ် Rotten Four ရဲ့ပွဲစဉ်ဒီပွဲကအမဲဆိုရင်ကျွန်တော်ဒီ Four က Rotten Four နဲ့ Rotten Four နဲ့ကျွန်တော် Chelsea ရဲ့ပွဲစဉ်ဒီပွဲကအမဲဆိုကျွန်တော် Four ရဲ့အကူမှာကံမယ်တမဆိုရင်ဒီပွဲကတစ်သင်းတည်းရေးချစ်တဲ့ပွဲစဉ်တွေနဲ့ဖြစ်တဲ့ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဒီပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ Chelsea အနေနဲ့ဘယ်တော့မှကျွန်တော်တို့အမှားလို့လို့မရဘူးတမဆိုရင်ဒီပွဲစဉ်မှာကျွန်တော်တို့ဒီ Chelsea ကမှားပြီဆိုတာနဲ့သင်ပြရမယ်ဒီနေရာမှာဆိုရင်ဒီပွဲကပြမလို့ Chelsea Chelsea တို့ ဒီမှာအရေးကြီးတဲ့ပိုးစံဖြစ်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအာချယ်ဆီကကျွန်တော်တို့ဒီပထမကြောင့်မှာဆိုရင်တည်ကြထားတွေ့ရတယ်ဒီနေရာမှာဆိုဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ချယ်ဆီကလောကကျွန်တော်တို့အမှားခံလို့မရအောင်လက်ရှိမှာဆိုရင်ကျွန်တော်တို့ဒီချယ်ဆီရဲ့အနေထားကပရီးမီးယားလိမှာဆိုရင်သူတို့ကကျွန်တော်တို့ဒီပြည့်တဲ့အပတ်ကကျွန်တော်တို့ဒီအာနန်တက်ကူလာနေထားတွေ့ရတယ်ဒီနေရာမှာသူတို့အသင်းကျွန်တော်နေထားအဖြစ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကသူတို့များသိနေရရှိရဒီပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ဒီချယ်ဆီကကျွန်တော်တို့ဒီအာဟုတ်တယ်တည်ကြလို့မရအောင်နိုင်မောက်ကျွန်တော်တို့ဒီဖြစ်မယ်ဒီနေရာမှာဆိုရင် အနိုင်ယူလိုက်အနိုင်ယူလိုက်လားချက်ဆောင်ကြည့်မယ်ဒီကနော်ဒန်ဖွဲကိုကြည့်မယ်ဆိုရင်နော်ဒန်ဖွဲရဲ့အနေထားကလည်းပြမယ်ဆိုတော့ကျွန်တော်တို့ဒီလုံးဝကျွန်တော်တို့ဒီဘာမကံနိုင်အောင်ကံမယ်ဒီနေရာမှာဆိုရင်ဒီဘွဲကိုကြည့်မယ်တင်းတင်းတို့အနေထားဖြစ်ကြည့်မယ်ဆိုရင်တကယ်ကျွန်တော်အကြည့်နေသူနဲ့ရှိမယ်လက်ချင်မှာဆိုချက်ချက်စီက66မယ်နော်ဒန်ဖွဲက65မယ်ဒီနေရာမှာဆိုအမှတ်ကွာမှုကကြည့်မယ်ဆိုရင်ဒီဘက်ကွာတယ်ဒီနေထားကြည့်မယ်ဆိုရင်ဘောင်းဆိုပြဖြစ်တော့နေဖြစ်တော့နေသူတွေလည်းရှိတယ်။လက်အချိန်မှာဆိုတော့ Northern Fight ကိုကြည့်မယ်ဆိုရင်တို့ကကျွန်တော်တို့ဒီအစောပိုးစနေမှာဆိုရင်ရက်ပိုင်ကတော်တော်ဒီနေကြာသွားတွေ့ရတယ်။ ောက်ဆုံးကောင်းမှာဆိုတော့တို့ကကျွန်တော်တို့ဒီ၄ဘွဲသူတွေနဲ့ဒီဘွဲမှာဆိုတော့နောက်ဆုံးကောင်းမှာဆိုတော့ကျွန်တော်တို့တပွဲတပွဲနိုင်တယ်နှစ်ဘွဲသူတွေနဲ့တေးကြတယ်နှစ်ဘွဲရှုံးတာတွေ့တယ်ဒီနေရာမှာဆိုတော့ Dragon Fire ကိုကြည့်မစတို့တို့ရဲ့လက်ပိုင်းဆိုင်ရာကြည့်မစွင်ဘယ်လို့မှကျွန်တော်တို့ဒီမကောင်းဒီနေရာမှာဆိုရင်ချက်စိကိုကျွန်တော်တို့ဒီလက်ခံစားမယ်အနိုင်ယူနိုင်မလားရက်လက်ပကရက်လက်ကောင်းယူနိုင်မလားအာချက်ဆောင်ကြည့်ရမယ်ဒီဘွဲစင်မှာဆိုကျွန်တော်တို့ဒီ Chelsea ကကျွန်တော်တို့ဒီရက်လက်ပိုင်းရာပြောမယ်ဆိုရင်လုံးဝကျွန်တော်တို့ဒီတည်ကြလို့မရောရှုံလို့မရော နိုင်မောက်ကျွန်တော်တို့ဖြစ်မယ်ဒီနေရာမှာဆိုရင်သူတို့သိရင်ကျွန်တော်တို့အနေထားကြည့်မယ်ဆိုရင်နိုင်မောက်သူနဲ့တေးကြမယ်ဒီနေရာမှာဆိုရင်နိုင်ယူနိုင်မလားအာဆောင်ကြမယ်ဒါရီချင်းမှာဆိုရင်ကျွန်တော်တို့ချက်စတီးရဲ့ကစားပုံတော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီတိုက်ပြီးတော့အားမရဘူးဆိုရင်လည်းဒီပွဲစဉ်မှာဆိုရင်လုံးဝကျွန်တော်တို့အမားခံလို့မရဘူးအဲ့ဒူဘတ်ဘက်ကနော်တန်ဖွဲကိုကြည့်မယ်ဆိုရင်သူတို့သိရင်အင်္ဂွန်ကစားအားအင်္ဂွန်ပိတ်သက်အားဒါရီသူနဲ့ရှိရဒီနေရာမှာဆိုရင်ဒီပွဲစဉ်မှာဆိုရင်ချက်စတီးသူနဲ့နိုင်ယူနဲ့ကျိုးစောမှာသူနဲ့တေးကြမယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဘယ်သူနိုင်မလဲအာချက်ဆောင်ကြမယ် တော့ဆိုရင်ဒီပွဲကြီးကခံမရခက်တယ်ဒီနေရာမှာသတင်းလို့ကျွန်တော်တို့ဒီအနေထားချင်းမဲ့ဆိုရင်ခံမလို့ကျွန်တော်တို့ဒီမရောက်ဒီနေရာမှာဆိုရင်ဘယ်သူနိုင်မလဲအာချက်ဆောင်ကြမယ်အကုန်လုံးကျွန်တော်တို့ခြုံကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ဒီမန်စတီးကလွယ်ပြီးကျန်တဲ့အသင်းတွေကနိုင်မောက်ကျွန်တော်ဖြစ်မယ်ဒီနေရာမှာဆိုရင်မန်စတီးကကျွန်တော်တေးချက်လို့ရတယ်ဒီနေရာမှာကျန်တဲ့အသင်းတွေကိုချိမယ်ဆိုရင်တော့ကျွန်တော်တေးချက်လို့မရောက်နိုင်မောက်သူတွေနဲ့ဖြစ်မယ်ဒီနေရာမှာဆိုရင်ဘယ်သူကျွန်တော်ပြောမယ်ဆိုရင်နိုင်မောက်သူတွေကိုတေးရပြီးတော့ချမလေးချမလေးသူတွေနဲ့ဝင်မလဲအာချက်ဆောင်ကြမယ်ဆိုအလုံးမကျွန်တော်ဒီလောက်ပဲကျွန်တော်ဒီကောင်းလို့နေဖြစ်ပြီးတော့ပြောမယ်